မဖြစ်နိုင်ပါဘူးရှင်တဲ့ရှင်လူစင်တဲ့အဖြေကိုကျမပေးလိုက်ပါပြီကျမအဖြေပေးတဲ့အကြောင်းဘယ်သူမှမပြောပါဘူးငါ့ကိုပြေးပေးတာပဲကျွန်တော်သူ့ကိုဘာပြောအောင်မှမသိဘာမှမပြောပါဘူးသူကလည်းဘာဆိုဘာမှပြန်မပြောကျွန်တော်နဲ့သူနေရဘာဒီမှန်းလည်းမသိပါဘူး အဲအဲ့ဒါကကြတော့အခုဒီဇင်ဘာ12ရက်နေ့ကျရင်ကျွန်တော်တို့မြန်မာတပြည်လုံးမှာရုံတင်တော့မယ်လေအဲ့ခါကြလို့ရှိရင်ဒါ CHR ပြည်သက်တွေရဲ့ feedback တွေကဘယ်လိုလာအောင်မလဲဆိုတာလည်းမသိသေးဘူးပေါ့အဲ့တော့ကျွန်တော်ကိုအားပေးနေတဲ့ပြည်သက်တွေလည်းရှိမယ်အဲကျွန်တော်ရဲ့ဒီလူအေးဖြစ်မဲ့ဖြစ်ကိုတော့ဒါကျွန်တော်ရုံတင်တဲ့အခါကျရင် CHR ပြည်သက်တွေကြည့်ရှုပြီးတော့ကျွန်တော်ကိုအကဲဖြတ်ပြီးတော့အားပေးပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ရဲ့ပြည်သက်တွေထဲမှာလည်းဆရာကြီးရဲ့ဝိထုကိုဖတ်ထားတဲ့စာဖတ်ပြည်သက်တွေလည်းရှိမှာပဲလေအဲ့တော့ဒါသူတို့လေးတွေပေါ်ကျွန်တော်က ိုလူကြီးအဖြစ်တာဝန်ကြီးခြင်းပါတယ်ဟုတ်ကဲ့ပါဟုတ်အတူလေးဘာလို့မဆိုင်နိုင်တာမင်းနေရလဲသူပြပြပေါ့မင်းနဲ့ပါဆိုင်လို့လေကျောင်းဆရာအလုပ်ကိုဖတ်တွယ်နေရမောင်းတွေယူနေတယ်လို့ထင်နေပါကျွန်တော်ကဒါပထမဆုံးရုပ်ရှင်ဇာတ်ကားပေါ့เนาะပြီးတော့ဆရာကြီးရဲ့ Surface Break တဲ့အူအနေနဲ့ ဆရာကြီးရဲ့စာပေဗိမာန်စုရတွေရောအမျိုးသားစာပေစုတွေရောရတာတဲ့ဝိထုကောင်တပုံမှာကျွန်တော်လူကြီးအဖြစ်ပါဝင်ပြီးတိုးဆောင်ခွင့်ရတဲ့အတွက်ကျွန်တော်ဟိုပေါ့နော်ကျွန်တော် home production and production ကတာဝန်ရှိလူကြီးမင်းတွေအားလုံးလည်းကျွန်တော်ဒီညနေကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့လူကြီးကကျတော့ဟိုတငယ်ချင်းအပေါ်ဟိုသူကဟိုပေါ့နော်ကျွန်တော်မှာတက္ကသိုလ်ကျောင်းမှာဟိုချစ်ရတဲ့တငယ်ချင်းတယောက်ရှိတယ်။သူကငိန်ချမ်းပေါ့နော်။အဲသူ့ရဲ့ဖြစ်တည်မှုတိုင်းကိုကျွန်တော်ကလိုက်ပြီးတော့ ဟိုပံ့ပိုးပေးရတဲ့ character ပုံစံမျိုးလေးပါခင်ဗျဟုတ်ကဲ့ပါအဲ့မော်ကျွန်တော်တို့အရန်ကံကောင်းတာပေါ့ဘာဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်တို့တွေကတရုတ်ဆောင်အငယ်တွေပေါ့နော်ကျွန်တော်တို့တွေအတွက်ကိုအခွင့်အရေးပေးမှကျွန်တော်တို့ရိုက်ခွင့်ရခဲ့တာအဲ့လိုမျိုးအခွင့်အရေးတွေပေးဖို့အတွက်ကိုလည်းကျွန်တော်တို့တရုတ်ဆောင်မှုအပိုင်းတွေကိုလည်းရုံရုံကြည်ကြည်နဲ့လက်တွေ့ခွင့်ပေးမယ် ဒီ driver တွေပြီးွားရင် တွဲဖက်ပြီးတော့တရုတ်ဆောင်ရမယ်ဟို academy ဟိုအဲ့လိုမျိုးဟိုပါပေါ့ဒါအကိုတွေဆိုလို့ရှိရင်လည်း academy မင်းသားတွေကြီးပဲမင်းသမီးတွေကြီးပဲအကုန်ပါလာဆိုတော့ကျွန်တော်တို့အတွက်ကလည်းပို့ပြီးတော့တာဝန်ပို့ကြီးွားတာပေါ့အဲ့ဒီထဲမှာမှကျွန်တော်ကလည်းပထမအုံဆုံးဟိုဇက်ဇက်ဇက်ကလည်းဖြစ်တယ်ဆိုတော့အဲရုပ်ရှင်ဟိုအစအဆုံးကိုကျွန်တော်ကိုဟိုအကုံလုံးကိုတင် जा ပြသပေးတဲ့အကိုဆရာဝင်းလင်းထပ်ပြီးရင် မတ်တနာကိုကိုပြီးွားရင်ကျွန်တော်နဲ့တွဲဖက်ပြီးတော့ဟိုကျွန်တော်ကငင်းချမ်းနဲ့ပဲအမြဲတမ်းတွဲပြီးတော့တရုတ်ဆောင်ရတာဆိုတော့ကျွန်တော်နဲ့တွဲဖက်ပြီးတော့တရုတ်ဆောင်စဉ်ကာလတခြားမှာအခက်အခဲမရှိအောင်သင်ကြားပြသပေးတဲ့အကူအညီမြတ်ကိုလည်းကျွန်တော်ဒီညနေကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ဟုတ်တောင်းဝင်လေးစရရေပြပြသွားလို့ဒီအားလုံးရဲ့ကလေးတွေကိုသူသားသမီးတွေသတ်မှတ်ထားတာအဲ့လာမှာကြောင်းစရာစစ်စစ်စိတ်တားဟုတ် ပြောဖို့အတွက်ကဟိုကျွန်တော်တို့ကအလောက်ထိဟိုပေါ့ဟိုပါမရှိသေးဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဆရာကြီးတို့ရဲ့ဆုံးဖြတ်ချက်နဲ့ဆရာကြီးတို့ရဲ့ PT ကသာကျွန်တော်တို့တအားစီဖြစ်တာဆိုတော့ဆရာကြီးစိတ်တိုင်းကြားတယ်ဆိုရင်ကျွန်တော်တို့လည်းဝမ်းသာပါတယ်ခင်ဗျာ။ကျွန်တော်အနေနဲ့ကတော့ဟိုကျွန်တော်အဲ့လိုမျိုးဟိုဘာမှအဲ့လိုမျိုးတုံ့တက်ပိုင်ခွင့်တော့ကျွန်တော်မရှိသေးဘူးပေါ့။ဘာလို့လဲဆိုတော့ကျွန်တော်လည်းဟိုစာဖတ်ပရိသတ်တူအနေနဲ့ကျွန်တော်ကိုယ်တိုင်ကလည်းအဲ့လိုမျိုးအားနည်းချက်အားသာချက်ဆိုတာလည်းရှိအောင်ပါပဲလေ။အဲ့တော့ဟိုကျွန်တော်ရဲ့ဒီပေါ့နော်တုံ့တက်မှုကဟိုအဲ့လောက်အရေးမ ကြည့်ပါဘူးခင်ဗျဆရာကြီးတို့ကိုယ်တိုင်နောက်တာဝန်ရှိတဲ့လူကြီးတွေကိုယ်တိုင်ကဟိုဒီဇက်ကားလေးအတွက်ကိုအဲ့လိုမျိုးအရန်ဟိုကောင်းတယ်ပြီးပြည့်စုံတယ်ဆိုရင်ပဲကျွန်တော်တို့ဝမ်းသာနေလာပါပြီခင်ဗျဟုတ်ဟုတ်အဲအဲ့ဒါအကကြတော့အခုဒီဇင်ဘာ12ရက်နေ့ကျရင်ကျွန်တော်တို့မြန်မာတပြည်လုံးမှာရုံတင်တော့မယ်လေအဲ့ခါကြလို့ရှိရင်ဒါ cheer ရဲ့ပြည်သက်တွေရဲ့ feedback တွေကဘယ်လိုလာအောင်မလဲဆိုတာလည်းမသိသေးဘူးပေါ့ အဲ့တော့ကျွန်တော်ကိုအားပေးနေတဲ့ပရိသတ်တွေလည်းရှိမယ်အဲကျွန်တော်ရဲ့ဒီလူအေးဖြစ်မဲ့ဖြစ်ကိုတော့ဒါကျွန်တော်ယုံတင်တဲ့အခါကျရင်ရှိရတဲ့ပရိသတ်တွေကြည့်ရှုပြီးတော့ကျွန်တော်ကိုအကဲဖြတ်ပြီးတော့အားပေးပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ရဲ့ပရိသတ်တွေထဲမှာလည်းဆရာကြီးရဲ့ဝိထုကိုဖတ်ထားတဲ့စာဖတ်ပရိသတ်တွေလည်းရှိမှာပဲလေအဲ့တော့ဒါသူတို့လေးတွေပေါ်ကိုကျွန်တော်ကဟိုလူအေးအဖြစ်တာဝန်ကြီးနေပါတယ်ဟုတ်ကဲ့ပါဟုတ်ဟိုအဓိကကတော့ကျွန်တော်တို့ကခစ်တက်ခစ်ကိုပြန်သွားရတာပေါ့အခုခစ်ပေါ် အခုခေတ်ပေါ်ဖြစ်နေတဲ့ပုံစံမျိုးလည်းမဟုတ်ဘူးခေတ်တစ်ခေတ်ကိုပြန်သွားရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ဒီအဝတ်စားပိုင်းတွေမိတ်ကပ်တွေအစားကျွန်တော်တို့တည်တည်ကြာကြာလေးပြင်ဆင်ပေးတယ်အဲဒါအကိုရိုးဆိုလို့ရှင်ကိုအကိုကိုထက်ဆိုလို့ရှင်လည်းကျွန်တော်တို့တက်ကိုတေးချပေါ့ကျွန်တော်တို့စင်းနေဆိုလည်းတေးချလေးဟိုသူကြိုက်မှပေါ့နော်တေးရုပ်ဆောင်ပိုင်းတွေအရန်ကြိုက်တော့မှအဲ့လိုမျိုးနောက်စင်းကိုအဲ့လိုမျိုးရိုက်တာကြီးရှိတယ်ပေါ့နော်ကျွန်တော်တို့တက်လိုအပ်ချက်တွေရှိနေတယ်ဆိုလို့ရှင်လည်းကျွန်တော်တို့တေးချပြန်တင်ပေးတယ်တင်ပေးပြီးတော့ကျွန်တော်တို့ရသလောက်ဟိုကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့အဲ့လိုကတ်တွေပဲကျွန်တော်တို့ဟိုရိုက်ခဲ့ရတာဆိုတော့ ဟိုကျွန်တော်တို့ကျွန်တော်တို့လည်းပို့ပြီးတော့ဟိုတာဝန်ကြီးတယ်အခုကျွန်တော်ခဏနေတော့ကြည့်ရတော့မှာပေါ့ကျွန်တော်ဘယ်လိုဘယ်လိုဖြစ်မလဲဆိုတာကိုလည်းမကြည့်ရကိုလည်းမကြည့်ရသေးဘူးကျွန်တော်ကျွန်တော်လည်းမကြည့်ရသေးဘူးအဲ့တော့လူအေးဖြစ်မဲ့ဖြစ်ကိုခဏနေကြတော့မှာကျွန်တော်ကိုယ်တိုင်လည်းယုံမှာကြည့်ရမှာဆိုတော့ ဲကျွန်တော်ကိုကျွန်တော်100%လား80%လားကျွန်တော်ကိုယ်တိုင်စောင်းမွေးစစ်ထားတာဟုတ်ကဲ့ပါဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့အာစဉ်းစားခဲ့တာရှိတယ်ဘာလို့လဲဆိုတော့ဒီဇက်ရုပ်ဆိုရင်ကျွန်တော်ကိုယ်တိုင်ရိုက်ချင်တဲ့ဇက်ရုပ်လေးပဲဘာလို့လဲဆိုတော့ကျွန်တော်မျက်နှာအနေအေးတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်းအဲ့လိုចောင်းဆရာတွေရဲ့ဇက်ရုပ်တွေဆိုရင်အရန်ကန်ကောင်းတာပေါ့ကျွန်တော်ကိုယ်တိုင်ကလည်းအခုဒီကားမှလည်းဟိုကျွန်တော်ကအဲ့လိုဟိုဝါသနာပါတဲ့ အေးចောင်းဆက်ရအလုတ်ကိုတငယ်ချင်းရှိတဲ့ဟိုရွာအဲ့လိုရွာမြို့လေးကိုကျွန်တော်ကလိုက်လာပြီးတော့မှကျွန်တော်ကပရဟိတចောင်းဆက်ရပုံစံမျိုးလေးနဲ့တငယ်ချင်းကိုကျွန်တော်ကဝိုင်းလုတ်ပေးရတဲ့ပုံစံမျိုးဆိုတော့အဲကျွန်တော်တို့လည်းဟိုပေါ့စစုံနာပြောပြောတယ်လို့ပေါ့ကျွန်တော်ကိုယ်တိုင်ပိတ်ကားမှာကြည့်ပြီးတော့ကျွန်တော်ဆာမွေးတစ်ချက်စစ်ထားသေးတယ်ပေါ့ဒါပေမဲ့လိုအပ်ချက်ကတော့ကျွန်တော်ကျွန်တော်ကိုယ်တိုင်ကအငြင်းတန်းကျွန်တော်ကအတိတ်အတွက်ကိုအငြင်းတန်းဟိုကျွန်တော်တို့ကရိုက်ကူရေးတွေလုပ်နေရတာဆိုတော့လိုအပ်ချက်ကတော့ကျွန်တော်တို့ကတော့ဟိုရှိကောင်းရှိနေအောင်ပါပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းပြည့်ပြည့်စုံတဲ့ လူသားမျိုးတွေမှာမဟုတ်သေးဘူးလေသူလေးဘာလို့မဆိုင်နိုင်တာမင်းနေရတယ်သူပြပြပေါ့မင်းလည်းမဆိုင်လို့လေကျောင်းဆရာအလုပ်ကိုဖတ်တွယ်နေရမှောင်းရေယူနေတယ်လို့ထင်နေပါဆရာဆရာအဲ့တော့တရုတ်ဆောင်ပိုင်းကစား ကျွန်တော်လိုအပ်ချက်တွေရှိတယ်ဆိုရင်လည်းဒါပြိတ္တတွေအားလုံးကျွန်တော်နားလည်ပေးပါလို့ကျွန်တော်ဒီညနေပြောချင်ပါတယ်။ဆရာကြီးရဲ့ဝိထုဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့တာဝန်ကြီးတယ်။အဲ့ဒီအတွက်ကိုလည်းကျွန်တော်အကောင်းဆုံးစ조사ထားပါတယ်ပေါ့ဟုတ်ကဲ့ပါဟုတ်။အာအဓိကတော့ဟိုပါပေါ့ကိုယ့်ရဲ့ဒီပေါ့နော်ကျွန်တော်တို့ဟို Forever Group ကတေးဥဆောင်ကြီးကိုမောင်နှမတွေဟိုတွေ့ပါဝင်နေပါဝင်ပြီးတော့ကျွန်တော်တေးဥဆောင်ရတယ်ပြီးတော့ဟိုကျွန်တော်တို့ရဲ့ဒီဟိုအမေလေး Academy မေမြင့်မို့အဲကျွန်တော်ရဲ့ဟိုတွေ့ဖက်ပြီးတော့တေးဥဆောင်ရတာပြီးတော့ဟို Driver ကလည်း Academy ကိုဝင်းလင်ထပ်ပြီးတော့အကို ကလည်း Academy မြင်းမြတ်ပြီးတော့ Academy မြင်းမြတ်မို့ Academy စုပ်ပြည့်တစင်ဆို Academy ဂျားထဲမှာပဲကျွန်တော်တို့တွေကအဲ့လိုတွဲဖက်ပြီးတော့သေဥဆောင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တွေကဟိုပညာတွေရတာပေါ့အမှုပညာပေါ့အမှုပညာမှာမှကျွန်တော်တို့လိုချင်တဲ့ပညာလေးတွေကျွန်တော်တို့ဟိုရခဲ့တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေရာကနေတွဲဖက်ပြီးတော့ဟိုသေဥဆောင်ခွင့်ရတဲ့အတွက်ကျွန်တော်အကုန်လုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်